နေမကောင်းလားချမ်းလိုက်တော်ကြားပူလိုက်တော်ကြားအေးလိုက်နဲ့ဒီနေ့ကတော့တော်တော်လေးအဖျားတက်နေတာလေမလို့အဲ့တော့ကျမလေးဝယ်ယူတဲ့သူတွေပေါ့ကျမတို့ယေဒနာဝယ်တဲ့သူတွေယေဒနာလောကဆိုတော့ယေဒနာအကြောင်းတစ်လုံးเนาะယေဒနာလောကအကြောင်းပြောမှာပေါ့68တစ်လုံးယေဘော်တို့ ကျေးဇူးများကြီးတင်ပါတယ်စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပါစေအလိုရှိတိုင်းတောင်းတတိုင်းပြည့်ဝပါစေရတနာရင်းစတဲ့တိုးလို့ဆုနိုင်ပါစေလူစုမုံကောင်းတွေတောင်းပေးပါတယ်ကောင်းခြင်းမင်္ဂလာဖြာဖြာသည်ဝယ်ယူသူနဲ့တကွာမိသားစုပေါ်မှာတက်ရောက်ပါစေမရှိဆိုတဲ့စကားမကြားတဲ့သူဖြစ်ပါစေစိတ်ထရတောင်းတလိုက်အောင်နဲ့အရာရာပြည့်ပြည့်စုံတဲ့သူဖြစ်ပါစေလူစုမုံကောင်းတွေတောင်းပေးပါတယ်ဝင်သောရတနာကိုယ်နဲ့မြဲပါစေနော်ကျေးဇူးများကြီးတင်ပါတယ်အဲ့တော့ကျမတို့တွေကပစ္စည်းတစ်ခုဝယ်မယ်ဆိုလို့ရှိရင်ဘယ်ပစ္စည်းပဲဖြစ်ဖြစ်ကျမရေဒနာလောကဆိုတော့ရေဒနာနဲ့ဥပမာပေးပြီးပြောတာပါ ေါ့ဘယ်လောကမှာပဲဖြစ်ဖြစ်ပါเนาะကျမတို့ကဥပမာအိမ်တိမ်ဆိုလဲဒီလိုပဲဒီရက်ွက်ရဲ့ပေါက်ဈေးထက်အရန်သက်သာနေပြီဒီရက်ွက်ထဲမှာတိမ်သက်တောင်းပေါက်တယ်ဒီအိမ်ကအဲဒီအကျယ်ဝင်းဆိုရင်တိမ်သက်တောင်းပေါက်တယ်ဟေးသူကကြတော့တိမ်9000တဲ့ရောင်းနေဆိုရင်ကျမတို့ဒါစဉ်းစားရမယ်ဟဲ့တိမ်သက်တောင်းနဲ့ပေါက်တာကိုတိမ်9000နဲ့ရလို့မလို့ကျမတို့ကပျော်ရွှင်ပြီးတော့မှမစင်းမစားမဲနဲ့တန်နေဆိုပြီးဝယ်လိုက်လို့မရအောင် တပေါင်းပေါက်နေတာကိုသူဘာကြောင့်9000နဲ့ရောင်းတာလဲဘာ error ရှိနေလဲ something wrong ဘာဖြစ်နေလဲကျွန်တော်တို့ဒီလိုစဉ်းစားရမယ်เนาะလောဘကိုအရင်အခြေခံလိုက်လို့မရအောင်ဘာဖြစ်တာလဲဒီကတရေချောက်တာလားနောက်တစ်ခါကျွန်တော်တို့ဆော်ရွက်ဆော်တဲ့နေမခိုင်းပါတာလားဒါမှမဟုတ်အမွေဆိုင်ကိစ္စတွေနဲ့အမှုတွေရှုပ်ထွေးနေတာလားဒါမျိုးစဉ်းစားရမယ်เนาะကျွန်တော်တို့ရေဒနာမှာလည်းဒီလိုပဲကဲအခုကျွန်မဆိုရင်ဒီ68သိန်းဆွဲသီးကိုကျွန်မတွက်ပြလိုက်တယ်စိန်ဘိုးကဘလောက်ကျွန်မရွှေဘိုးကဘလောက်ဆိုပြီးကျွန်မတွက်ပြလိုက်တယ်เนาะတွက်ပြလိုက် တင်ဟာဝန်ကျမတို့အရင်က80လောက်သွားကြတယ်ကျမအခု68သိန်းနဲ့ပေးတယ်ဘာဖြစ်လို့လဲဆိုတော့အရင်တော့က return ဝင်လာတဲ့ပစ္စည်းလေးမလို့အရင် return ဈေးလေးပေါ်မှာပဲကျမပေးလိုက်တယ်68သိန်းနဲ့အခုကာလာပေါက်ဈေးနဲ့မတွက်နေဘူးကာလာပေါက်ဈေးနဲ့ဆိုရင်တော့80လောက်ကျနေတယ်နော်ရွှေဘိုးကဒီလောက်နော်စိန်ဘိုးကဒီလောက်နော်လို့ကျမတွက်ပြလိုက်တယ်ဒါပေမဲ့ order မရဘူးကျမတို့ဒီတလုံးကိုပဲဒီတလုံးပေးနိုင်မယ်အဲ့တော့ဟုတ်ပြီလူတွေအများကြီးကလိုချင်တဲ့68သိန်းကို10ယောက်ကယူမယ်15ယောက်ကယူမယ်ကျမကအခုအရင်80ကျတာကို68 င်းနဲ့ဘယ်လိုနည်းနဲ့မှမပေးနိုင်ဘူးဘယ်စည်းပွားရေးသမားကမှအရှုံးခံပြီးအလုံးမလုပ်ဘူးမပေးနိုင်ဘူးဒီတလုံးမဲရမှာဒီတစ်ခုပဲရမှာ return ဝင်လာလို့အရင်ကာလတွေကဝယ်ထားတဲ့ဈေးနည်းနည်းဟာဝင်လာတော့ကျွန်တော်တို့စိန်ကရာဂိုင်နှုန်းနဲ့သွားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီဈေးလေးကိုပဲကျွန်တော်တို့ဒီမှာဒါလေးကိုပဲအဲ့ဒီဈေးလေးနဲ့ပဲပြန်ပြီးတော့မှငွေပေါ်လေးနဲ့ပြန်ရောင်းပေးတာဒီတလုံးမဲရမယ်ကျွန်တော်တို့အများကြီးဝယ်တဲ့သူရှိလဲမခတ်ပေးနိုင်ဘူးဒါဆိုရင်ဒါကဒီတက်ပါတယ်ဆိုတဲ့အကြောင်းရင်းက reasonable ဖြစ်တယ် ဟုတ်တယ်နော်ကျိုးချောင်းစီလျော်တယ်လက်ခံလို့ရတယ်ဒီတစ်ခုပဲရမှာသူ့၁၀ခုယူလဲသူမယောင်းပေးနိုင်ဘူးအခုတရားယူလဲသူမယောင်းပေးနိုင်ဘူးဒါဆို reasonable ဖြစ်တယ်သူရဲ့တတ်တာမှုอ่ะကျွန်တော်တို့ဒီတစ်ခုอ่ะပြောဖြစ်ဒါတကယ်တတ်တာလားအဲ့လိုတော့မဟုတ်ဘူး80လောက်ကြနေတယ်68သိန်းနဲ့အလုံးတရားယူမလားအလုံးတစ်ထောင်ယူမလား10ခုယူမလားအခု20ယူမလားပေးနေနိုင်နေဆိုရင်ကျွန်တော်တို့စဉ်းစားရတော့မယ်ဟဲ့ အရင်ကလည်း80ကျတယ်လို့ပြောတယ်60နဲ့8သိန်းနဲ့ကိုလည်းအခုတရားယူမလားအခုတထောင်ယူမလားဆို80အရင်ကျနေတဲ့ဟာအမျက်မပါသေးဘူးအရင်80ကို60နဲ့8သိန်းနဲ့ဆိုလို့ရှိရင်12သိန်းဆုံးဆုံးနေပြီမမ3ရက်နေမှလွှဲမယ်ရတယ်မမ12သိန်းရှုံးနေပြီတခု12သိန်း10ခုဆိုရင်သိန်း120အခုတရားဆိုရင်သိန်း1200ဘယ်သူကအရှုံးခံပါလဲအရှုံးခံပါလား ်အရှုံးခံမဲ့တူတူဆိုကိုယ်ငွေတော့ကိုပိုက်ထားမှာပေါ့ဒါဆိုရင်ဘာဖြစ်လို့ပေးနေတာလဲ80တန်းကို68သိန်းနဲ့ကျေးဇူးခံကျေးဇူးသားရှိလို့လားဝယ်သူတွေနဲ့ဟုတ်လားဈေးရောက်နေဆိုတာမျက်ချင်လို့ရောင်းတာဒါဆိုရင်ဘာဖြစ်လို့ပေါ်ပေါ်နဲ့ပေးနေတာလဲစေတနာရှိလို့မေတ္တာရှိလို့ဆိုတဲ့စကားတော့မဟုတ်ဘူးနော်သေးကြတယ်စေတနာရှိလို့ပေးနေတာမေတ္တာရှိလို့ပေးတာ80တန်းကို68နဲ့ကြိုက်တလောက်900သားသမီးယူဆိုတာတော့တဘာဝမကြအောင်မဟုတ်ဘူးဒါဒါမဟုတ်ဘူးဒီစကားဟုတ်ကောမဟုတ်ဘူး ်နော်ဒါဆိုရင်ဘာဖြစ်လို့ပေးတာလဲရှင်းရှင်းလေးပဲအရေးသွေးမပြည့်မီဘူးဒီအရေးသွေးတိုင်းမရတော့ဘူးအရေးသွေးမှာခိုတော့မယ် quality short တော့မယ်ဟုတ်လားအဲ့တော့ပိုးချောင်ကတန်ကြီးမှုတ်တဲ့ဟာကိုပြီးတယ် မရဘူးလားလို့ဈေးကွက်ထဲမှာပြောရင်ရတယ်ခုနလိုပေါ့တခုကရတန်းပြန်ဝင်လာတယ်အဲရှိနေတယ်ရောင်းတယ်ကျမတို့ဆိုခုနသုံးလုံးစီးလေဆိုကျမတို့28သိန်းခွဲနဲ့သုံးလုံးစီးလေဆိုအရင်ရာချီရောင်းထားတယ်အဲ28သိန်းခွဲသုံးလုံးစီးလေရတန်းပြန်ဝင်လာတယ်ဆိုအဲ့ဒီပုံမှာရာဂိုင်နှုံးနဲ့ပြန်နှုတ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့အခုသုံးလုံးစီးက39သိန်းပေါက်နေပြီမယ်ကျမတို့က30နဲ့လဲပေးနိုင်တယ်29နဲ့လဲပေးနိုင်တယ်28နဲ့လဲပေးနိုင်တယ်ဟုတ်လား ဆိုတော့အဲ့ return ဟာလေးတွေကိုဟဲ့အဲ့ဒီရှိနေတဲ့ပမာဏကနေပို့ပြီးတော့မှပေးဆိုရင်တော့ဟိုမှာဝယ်ရင်တော့39သိန်းဝယ်ရပြီပေးမလားကျမလည်းမပေးဘူးဘသူမှလည်းမပေးဘူးစေတနာမြေတာရှိလို့ဧည့်သည်ကိုဈေးလျှော့ပေးနေတာပါဆိုတာ no 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 လုံးဝမဟုတ်ဘူးဈေးတွေရဲ့ပန်းနိုင်ဟာဘာလဲဈေးတွေရဲ့ရည်ရွယ်ချက်ကပါလဲစီးပွားရေးလုပ်နေတဲ့သူတွေရဲ့ရည်ရွယ်ချက်ကပါလဲဘာလဲအမြင့်ရကျင်တာညီမကောင်းတော့လေနှာခေါင်းပိတ်တော့စကားကိုပြအောင်ပြောလို့မရဘူး ်တော့အမြင့်ရချင်တာအဲ့တော့အမြင့်ရချင်တဲ့ဟာကိုအမြင့်မယူဘဲနဲ့နေတိုင်းနေတိုင်းကြီးပေးနေတယ်အခုတိုင်းအခုတိုင်းကြီးယာချီပြီးပေးနေဆိုဖြစ်နိုင်မှာမလားစိန်တွင်းရှိလို့လားရွှေတွင်းရှိလို့လားအဲ့တော့ကျွန်တော်တို့ဝယ်ယူတဲ့သူတွေဟာဒီ knowledge ကိုသိထားရမယ်အဲ့တော့ယေဒနာဝယ်ရင်ပို့ပြီးတော့မှໄຂမာတဲ့ညအောင်ရှားရမယ်ဈေးရောင်းလို့ကိုယ့်စီကပစ္စည်းဝယ်ရင်တော့ service baby နှုတ်ချိုတာလူတိုင်းပဲ ်ဟုတ်တယ်နော်ယေရနာဟာကျမတို့ဝေယုံနဲ့မပြီးသေးဘူးမရှိဝင်းစာရှိတစားဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့လိုအပ်တဲ့ချိန်တိုင်းပြန်ရောင်းဖို့လိုအပ်သေးတယ်အဲ့ဒီပြန်ရောင်းတဲ့ချိန်တိုင်းကိုပစ္စည်းနဲ့ကိုကိုပတ်စံနဲ့ကိုတချို့ကဘာဖြစ်လို့ရောင်းတာလဲဘာအတွက်ငွေလုံလို့လဲဘာလုပ်ဖို့လဲလို့ဦးတွေမေးစရာငွေချင်းဝယ်မယ်ရောင်းချင်းရောင်းမယ် နော်ပြီးရင်ကိုပစ္စည်းနဲ့ကို မတူမတန်ဆက်ဆံတဲ့ဆိုင်တွေရှိသေးတယ်ရောင်းရင်မျက်ခွက်ကတစ်မျိုးဝယ်ရင်မျက်ခွက်ကတစ်မျိုးအဲ့ဒါရှိတယ်နော်ရှိတယ်ရှိတယ်အဲ့လိုလူတွေကျမဒါကြောင့်မလို့ကျမနဲ့လုပ်ငန်းရှင်တွေဆိုကျမအရန်တတိထားခိုင်းတယ်ကိုကရောင်းလိုက်တယ်ကိုစီပြန်လာရောင်းတဲ့အချိန်ကျရင်အဲ့ဒီ customer ကိုပို့ပြီးတော့မှကိုရောင်းလိုက်တဲ့အချိန်ထက်ပို့ပြီးနွိနွိထွိထွိဆက်ဆန်ပစ္စည်းလာရောင်းနေဆိုတော့လူတွေကစိတ်ခံစားချက်မကောင်းဘူးလိုအပ်လို့ရောင်းရတာ အဲ့ဒါကိုမတူမတန်နဲ့တခါတည်းကငွေပြန်အမ်းအမ်းလို့ဆိုပြီးတော့မှဆူဆူပုတ်ပုတ်နဲ့လုတ်တယ်ဆိုအဲ့ဒီလူဟာတတက်လုံးအဲ့ဒီဆိုင်မှာပြန်မဝဲတော့ဘူးမိတ်ထင်းတယ်ဆိုတာအဲ့လိုထင်းရတယ်ဗဇက်ကတော့မပြောဘူးအပုတ်လည်းမချဘူးသပုတ်လေးလွင်လည်းပြောမနေဘူးမဝဲတော့ဘူးအင်းနီးဆက်တဲ့သူကိုကြားလို့ရှိရင်လည်းငွေနဲ့အဆိုင်ရောင်းတော့တမျိုးဝင်တော့တမျိုးအဆင်မပြေဘူးနော် Facebook ပေါ်လည်းတက်ပြီးပြောနေမှာမဟုတ်ဘူးဟုတ်လားဒါပေမဲ့ဆုံးဖြတ်လိုက်တာ အဲ့တော့ဘာလဲဆိုတော့ customer ဆုံးရှုံးလိုက်ရတာသူတယောက်တည်းလာမဟုတ်ဘူးသူ့ရဲ့အတိုင်းဝိုင်းအဝင်းဝိုင်းတစ်ခုလုံးကိုကိုဆုံးရှုံးလိုက်ရတာကျမတို့ကตาရာနေတဲ့အချိန်မှာပြီးနေနှွေးထင်းမှုနဲ့ကျမတို့ခက်ခဲနေတဲ့အချိန်မှာပြီးနေနှွေးထွေးမှုဆိုခက်ခဲနေတဲ့အချိန်မှာပြီးနေနှွေးထွေးမှုကိုပို့ပြီးလူတွေကအမှတ်ရကြတယ်ဒါကြောင့်မလို့ပြန်လာရောင်းနေဆိုနေရလိုအပ်ချက်ရှိလို့ရောင်းရတာလိုအပ်ချက်ရှိလို့ရောင်းတဲ့အချိန်မှာတခါတည်းကိုမတူမတန်နေနဲ့ဆက်ဆံနေဆိုလို့ရှိရင် အဲ့လူတွေစိတ်ထဲမှာမှတ်သွားရောနောက်ဘယ်တော့မှပြန်မဝင်တော့ဘူးဒါကြောင့်ကျမတို့ကယေရနာဝင်တဲ့သူတွေက ကိုကရောင်းရင်လည်းဒီမျက်ခွက်ဝင်ရင်လည်းဒီမျက်ခွက်ဖြစ်တဲ့ဆိုင်မျိုးလည်းဖြစ်ရအောင်မယ်အယောင်းဝယ်လွှဲတာပေါ့နော်အယောင်းဝယ်လွှဲကိုကငွေလိုငွေရှိလို့လှုပ်ထားတယ်ငွေလိုလို့ပြန်ရောင်းတဲ့ချိန်တိုင်းနေရွှေညရွှေနဲ့ပတ်စံကိုချက်ချင်းပြန်မအမ်းဘူးနော်ဟာအစင်းစင်နေနဲ့မပြီးနိုင်ဘူးဆိုမကြိုက်ဘူးကျမတို့လည်းမကြိုက်ဘူးကျမဒါကြောင့်ကျမလုပ်ငန်းရှင်တွေဆိုပြောထားတယ်ငွေလိုလို့မှလာရောင်းတယ်ရက်ချင်းချင်းနဲ့ဟာမျိုးမလုံးနဲ့နော်လုံလို့လုံအပ်လို့လာရောင်းတယ်ဆိုတဲ့ချိန်မှာကိုစီမှာခက်ခဲနေတယ်ဆိုရင်တော့ကိုကယေဒနာဆိုင်ပိုင်ရှင်ဖြစ်နေတဲ့အတွက်ကြောင့်တဝက်တန်ဒီ၃ချိုး၂ချိုးတန်ဒီ တော့အန်လိုက်ပြီးတော့မှကြံနာကိုချန်ပစ္စည်းထားခဲ့ပြီးတော့မှငွေရှင်းပေးမယ်တစ်ဆောင်တစ်လဆောင်တို့တစ်ပတ်ဆောင်တို့နှစ်ပတ်ဆောင်တို့ဆိုတူတူကိုကိုမကြိုက်ဘူးအဲ့ကြရင်ဘာဖြစ်တယ်လဲကျမတို့ကလည်းမိတ်ရှာလို့မဆုံးနိုင်ဘူးဒီမိတ်တယောက်ရလိုက်တဲ့ဆုံးသွားပြန်ပြီဒီမိတ်တယောက်ရောက်လိုက်တဲ့ဆုံးသွားပြန်ပြီနော်အမာခံမိတ်တီဆုံးရှုံးသွားရလိမ့်မယ်ဒီလိုလုပ်လို့မရဘူးအဲ့တော့ယေဒနာတခါတည်းနဲ့မပြီးဘူးအဲ့တော့ကျမတို့ဝယ်ယူကြတယ်ဆိုတဲ့သူတွေကလည်းဒီအရင်ရဲ့ခိုင်မာမှုတွေကိုထည့်သွင်းစဉ်းစားဖို့လိုတယ်အဲ့တော့ ပေါ်ရင်ခြောင်ရင်ကြိုက်တဲ့လူဒန်းစားကလည်းတရက်တက်တက်ရှိတော့ပေါ်ရင်ခြောင်ကျင်ပေါ်ပေါ်ခြောင်ခြောင်နဲ့အရေသွေးမမီတွေနဲ့လုံးတဲ့ဆိုင်တွေကလည်းတက်တက်ရှိတယ်။သူပိတ်သက်နေသူပေါ့။အဲ့တော့အရေသွေး quality နဲ့ရောင်းတဲ့ကျွန်တော်တို့ branded တွေလို့ပေါ့ LV တွေ Gucci တွေပတ်စံအိတ်တွေဘာဖြစ်လို့ဈေးကြီးပေးပြီး MS တွေကိုဝယ်နေတာလဲ။အဲ့ဒီ branded အကောင်စားကြိုက်တဲ့လူဒန်းစားရှိလို့အဲ့ဒီ branded ကို branded man တည်တဲ့လူဒန်းစားတည့်ရရှိလို့အဲ့ branded တွေဟာတိုင်းရာချီထောင်ချီနဲ့အယောင်ဝင်ဖြစ်တာပေါ့။တရုတ်အိတ်တွေလည်းရှိတာပဲလေ။ ဟုတ်လားအဲ့တော့တရုတ်အိတ်ကင်နိုင်တဲ့သူကလည်းတရုတ်အိတ်အတုကိုအစ်စ်လိုမျိုးရုပ်ပြပြီးတော့မှကင်တဲ့သူကလည်းအတုအစ်စ်အတုလောကကလည်းတသက်ရှိတယ် branded လောကကလည်းတသက်ရှိတယ်အတုတွေပေါ်လာလို့ branded တွေကမရောင်းရတာလားမဟုတ်ဘူးနော်အဲ့တော့ branded ကလည်း branded made အတုကလည်းအတုမိတ်သူ့ဟာနဲ့သူလူတန်းစားကတူရတူရစုကြတဲ့အမျိုးပဲအဲ့တော့ပေါ်ပေါ်ချောင်ချောင်ကိုမတိလို့ပေါ်တာချောင်တာကိုအကောင်းထင်တဲ့သူလည်းရှိမယ်တိတိရက်နဲ့ပေါ်တာချောင်တာကိုကျင့်နေပြီးဝယ်တဲ့သူလည်းရှိမယ်အဲ့တော့မတိလို့မဝင်ရတာမဖြစ်အောင်လို့ကျွန်မကတော့အမြဲတမ်းပြောပြတာအဲ့တော့ယေဒနာမှာပေါ်ရင်ချောင်ရင်အည်သွေးလည်းမကောင်းဘူးခုနကကျွန်မရှင်းပြထားတယ် နော်အဲ့လိုမျိုးပဲဘယ်သူကမှဘယ်စီးပွားရေးသမားကမှချစ်လို့ပါစေတနာရှိလို့ပါဆိုပြီးဘယ်သူကမှအရှုံးခံပြီးယာနဲ့ထောင်နဲ့ဆယ်နဲ့ချီပြီးအရှုံးခံပြီးမပေးဘူးစိန်တွင်းနေပိုင်တာမဟုတ်ဘူးရွှေတွင်းနေပိုင်တာမဟုတ်ဘူးအကျိုးအမြတ်လိုချင်လို့စီးပွားရေးလုပ်ကြတာဟုတ်တယ်နော်အဲ့ဒါကိုကျွန်တော်တို့ consumer ကကောင်းကောင်းကြီးသိထားဖို့လိုတယ်အဲ့တော့ပေါ်တာ6နာကိုကြိုက်တဲ့သူတန်းစားလဲပေါ်တဲ့6နာစီသွားပေါ့အည်သွေးစစ်မှန်နာကိုကြိုက်တဲ့သူကလဲအည်သွေးစစ်မှန်နာစီလာပေါ့